ပူရှ်ကက်ဆူကိုပါပေးလိုက်ရတဲ့ရိုနယ်ဒိုရဲ့သင်းကူကဘယ်လိုမျိုးလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်ရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရိုနယ်ဒိုရဲ့ပေးသားတွေကို CR7 ရဲ့အကောင်းဆုံးသင်းကူကဘယ်ကိုလဲလို့မေးရင်ဂျူဗီတပ်ဘက်ကိုအသွင်းယူခဲ့တဲ့ဗိုက်စကယ်ကန်ချက်သင်းကူလို့တော်တော်များများဖြေကြမှာပါရိုနယ်ဒိုကိုယ်တိုင်ကလည်းသူ့ရဲ့ကစားသမားဘဝအကောင်းဆုံးသင်းကူကိုဂျူဗီတပ်ဘက်ကိုအသွင်းယူခဲ့တဲ့ဗိုက်စကယ်ကန်ချက်သင်းကူကိုတတ်မှတ်ထားပါတယ်ဒါပေမဲ့ပေါ်တိုဘက်ကိုအသွင်းယူခဲ့တဲ့ကိုကလည်းပေးသားတွေအတွက်ရောရိုနယ်ဒိုကိုယ်တိုင်အတွက်ပါမေးနိုင်စရာအကြောင်းမရှိတဲ့ကိုပါပဲ ်အင်မတန်ကောင်းမွန်လာတဲ့အတွက်ကြောင့် FIFA ကတော့မှ push cut ဆုဆိုပြီးတော့စူပီးပွဲပထမဆုံးအကြိမ်အဖြစ်ကျင်းပါကစူပီးခဲ့ရတာဖြစ်ပါလေဒီကိုကဘလုံးသမိုင်းမှာ push cut ဆုကိုရရှိခဲ့တဲ့ပထမဆုံးအသွင်းကိုလည်းဖြစ်ပါလေဒီကိုနဲ့ပတ်သက်ပြီးတော့အနည်းငယ်မြင်တွေ့ခွင့်ရခဲ့တဲ့ Ferdinand ကကျွန်တော်အရင်ဆုံးတွေ့မိတာကဒီလိုကိုမျိုးကိုဒီပဲဘလို့များတွေးလိုက်လာတယ်ဆိုတာပါပဲသူကန်လိုက်တဲ့အကွာအဝေးကဂိုးပေါင်းနဲ့ဂိုင်60ဝေးပါလေဘောလုံးကတနာယီကိုမိုင်ပေါင်း64မိုင်နှုတ်နဲ့ထွက်သွားတာပါပြီးတော့သူကဂိုးဘောက်ကိုမကြည့်ပဲ ground ကိုလည်းငုံထားပါလေ ူကန်တော့မယ်ဆိုတာလည်းကျွန်တော်သိပါတယ်။ဒါကြောင့်မကန်နဲ့ဟေးအောင်မကန်နဲ့လို့လှမ်းអော်လိုက်ပါသေးတယ်။ဒါပေမဲ့သူကန်လိုက်ပါတယ်။ကိုယ်လည်းကိုးသွားခဲ့ပါတယ်လို့ပြောခဲ့လိုက်တာဖြစ်ပါတယ်။အဆိုပါ2009ခုနှစ်ဟာလူငယ်လေးရော်နယ်ဒိုအတွက်ကတော့အမှတ်ရစရာအင်မတန်ကောင်းခဲ့ပါတယ်။အဲဒီနှစ်မှာရော်နယ်ဒိုကကစားသမားဘဝပြည့်ပြည့်စုံစုံမဲ့အသင်းလိုက်ဆူပလာရောတအိုးချင်းစုတစိတွေပါစုံနေအောင်လို့ရခဲ့လို့ပဲဖြစ်ပါတယ်။ရော်နယ်ဒိုကိုရော်နယ်ဒိုဆိုပြီးတော့အခုလိုကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာအောင်စပြုပေးခဲ့တဲ့နှစ်လို့လဲဆိုချင်ရပါတယ်။ 2009ခုနှစ်မှာပဲရော်နယ်ဒိုဟာဒေါ်တော်မီကမ္ဘာအဆင့်ကစားသမားဖြစ်ခဲ့ပြီးတော့အိမ်မက်တွေမှန်သမျှကိုအကောင့်ထဲပို့ခဲ့နိုင်တာပဲဖြစ်ပါလေ။ရော်နယ်ဒိုရဲ့ကစားသမားဘဝက prime time နေတဲ့ deep prime time ကကြောက်စရာကောင်းပါလေ။ဂိုးရီတင်သွင်းနေတာမဟုတ်ပဲလှပတဲ့အလင်းခောက်တွေဘောလုံးဆွဲပြေးမှုတွေကိုပါလှုပ်ပြနေတာပါ။ဒီလိုနဲ့ United ဟာ Champions League Quarter Final အဆင့်မှာ Porto အသင်းနဲ့တွေ့ဆုံနေခဲ့ပါလေ။ Porto နဲ့တွေ့တာမို့ United တို့ semi final ကိုအေးအေးဆေးဆေးတက်သွားမယ်ထင်ခဲ့ရပါပေမဲ့လက်တွေမှာတော့ခက်ခဲခဲ့ပါလေ။ ထမကျော် Ultra 4မှာ United ဟာ Portugal အနိုင်မယူနိုင်ခဲ့ပဲနှစ်ကိုးစီသေးကြခဲ့တာဖြစ်ပါတယ်။အဲဒီတော့ကအဝေးကိုစီးမြင်းကလည်းရှိနေသေးပြီးတော့အိမ်ကွင်းမှာနှစ်ကိုးပြီးထားရတဲ့ United အနေနဲ့အဝေးကွင်းမှာ Portugal ပြပြသွားသွားနိုင်မှာကိုဖြစ်မှာပါ။သေကြခဲ့ရင်တော့သုံးကိုးစီသေးကြမှာနောက်တစ်ဆင့်တက်မှာဖြစ်တဲ့အတွက်အနိုင်ရလက်ကိုသာဖော်ဆောင်နိုင်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ Portugal လည်း Champion League မှာအစင်လာကောင်းတဲ့အသင်းဖြစ်ပြီးတော့အထူးသဖြင့်အိမ်ကွင်းမှာဆိုရင်အင်္ဂလန်ကလပ်တွေကိုမရှုံးတဲ့အစင်လာကလည်းရှိနေတာဖြစ်ပါတယ်။ ။ဒါကြောင့် United အနေနဲ့ခံစစ်မကြောတဲ့ Portugal ထိုးဖောက်ဖို့အခက်တွေ့နေခဲ့ပါတယ်။ဒီလိုပွဲမျိုးတွေမှာ Ronaldo လိုကစားသမားမျိုးကိုပိုင်ဆိုင်ခွင့်ရထားတာဟာပြောစရာပါပဲ။ကိုရီးယားဘုတ်တို့ဘလုံးပေးဖို့မှုအကျိန်20ပြုလုပ်နေစရာမလိုသလိုကစားသမား6-9ယောက်လောက်ကိုလည်းလိန်ခေါက်နေစရာမလိုခဲ့ပါဘူး။ Ronaldo ဟာပွဲစား9မိနစ်မှာ United အတွက်ဂိုးယူပေးခဲ့ပါတယ်။ Anderson ရဲ့ပေးဖို့လာမှုကိုလက်ခံလိုက်ချိန်ကွင်းလေဆဝိုင်းအကျော်လေးမှာပဲရော်နယ်ဒိုရှိနေပါသေးတယ်။အဲဒီနောက်ရော်နယ်ဒိုကဘောသားကိုတစ်ချက်ရှေ့ထုတ်လိုက်ပါတယ်။သူပုံစံကလည်းတစ်စုံတစ်ယောက်ကိုစိတ်ပိုင်းဖြတ်ထားပြီးတဲ့ပုံစံပါ။ အဲ့ဒါကတော့တိုက်ရိုက်လှမ်းကန်ဖို့ပါပဲရော်နယ်ဒိုမလုံးလောက်ဘူးထင်ခဲ့ပေမဲ့ရော်နယ်ဒိုဟာချစ်ရှုနေသူအားလုံးကိုအားအားသင့်စေအောင်ဂိုင်း60အကွာကနေပြင်းထန်အားပါတဲ့ကန့်ချက်နဲ့လှမ်းကန်ခဲ့ပါလေဘောလုံးကတနာရီ64မိုင်နှုန်းနဲ့ဂိုးပေါက်ထဲကိုတိုက်ရိုက်ဝင်ခဲ့ပါလေဒီဂိုးနဲ့ပဲ United ဟာပေါ်တူဂီနိုင်ဖို့လုံလောက်ခဲ့ပါလေအဆုံးထိရပြီးခဲ့ကြတဲ့အတော့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ